ဝိပဿနာကတက်ရိုက်သွားတဲ့အခါကျတော့ဘာကစမှတ်မလဲဝိပဿနာလုပ်ငန်းလုပ်တဲ့အခါမှာဒီကယုတ်နဲ့နံနှစ်ခုတစ်ခုကစမှတ်ရတယ်။ဒါဝိပဿနာရဲ့အာယုံဟာယုတ်နဲ့နံပဲ။တမထရဲ့အာယုံကပြည့်ညတ်။မတူဘူး။တမထအာယုံကပြည့်ညတ်ဝိပဿနာရဲ့အာယုံကပရမတ်။အဲ့တော့ကောင်းပြီပြည့်ညတ်ကနေပရမတ်ကိုကူးတဲ့အခါမှာ တပ္ပထယာနိကပုဂ္ဂိုလ်ဆိုရင်ဘယ်ဟာစမှတ်မလဲယုံနဲ့နံနှစ်မျိုးရှိတဲ့တည်းဘယ်ဟာစမှတ်မရောလို့ဆိုတဲ့အခါတပ္ပထယာနိကပုဂ္ဂိုလ်ဆိုရင်နံကစမှတ်ရမယ်ဒါလွယ်တာကိုပြောတာမမှတ်ရဘူးလို့ပြောတာမဟုတ်ဘူးယုတ်ကိုစမမှတ်နဲ့လို့ပြောတာမဟုတ်ဘူးလွယ်ကူမှုကိုပြောတာဒါလည်းနားလည်ရသေးတယ်နော်တော့ကြကြမမှတ်ရဘူးလို့ဒီလိုပြောတာမဟုတ်ဘူးသမထယာနိကပုဂ္ဂိုလ်တွေဟာသမထရဲ့တမာရိစွမ်းအားကိုယူပြီးတော့ဝိပဿနာကုပြီဆိုရင် ဘာကစမှတ်ရမလို့နံကစမှတ်ရမယ်ဟောဇန်ထဲမှာပါတဲ့နံတရားတွေကနေစပြီးတော့ तू ကလွဲတယ်လीသူကသိနေတာဇန်ဝင်စားထားတော့ဒီစိတ်တွေဖြစ်နေတာကိုသိတော့အဲ့ဒီစိတ်တွေရဲ့ဖြစ်ပြမှုတဘာဝလက္ခဏာကိုကြည့်တာပဲ तू ကအဲ့ဒီစိတ်တွေရဲ့တဘာဝကိုကြည့်ပြီးတော့မှပြီးတော့မှဖြစ်ပြမှုကိုစဉ်းကျင်စဉ်းစားလာတာဒီလိုအဲ့ဒါတပတပဋ္ဌာယနိကပုဂ္ဂိုလ်ဆိုလို့ရှိရင်နံကစမှတ်တယ်နံပြီးရင်ယုတ်ကိုမှတ်ဒီလိုဆိုလို့ ဝိပဿနာယာနိကပုဂ္ဂိုလ်ကြတော့နာငါစမှတ်ရင်အခက်ခဲတွေ့မှာဆိုလို့ယုတ်ကစမှတ်တဲ့သူကြောင့်ဒါကတက္ကနိုလော်ဂျီအနေနဲ့ဒီဟိုမမှတ်ရဘူးလို့ပြောတာမဟုတ်ဘူးဝိပဿနာယာနိကပုဂ္ဂိုလ်ဒီပိုးလွယ်ကူဖို့ရအတွက်ယုတ်ကစမှတ်နာငါလည်းစမှတ်လို့လည်းရတယ်မရဘူးမဟုတ်ဘူးရလူတယောက်နဲ့တယောက်တော့မတူတတ်ဘူးပေါ့နော်ကို့အတွက်မှာယုတ်ကစလွယ်တယ်ဆိုရင်ယုတ်ကိုစမှတ် နာလွယ်တယ်ဆိုရင်နာငါစမှတ်ဒီလိုဆိုလို့တယ်ကောင်းပြီအဲ့ဒါတမထာကနေဝိပဿနာဂူတဲ့နေစနစ်ကောင်းပြီဝိပဿနာရဲ့အာယုံဆိုတာယုံနဲ့နာနှစ်ခုပဲ